ဦးစင်လေးကတော့ဦးမွေးဆောက်ရှောက်ခေါ်ထားတာဦးစင်လေးမကျမ်းမာတော့တဲ့အချိန်ဒုက္ခပြန်ရောက်လာတဲ့အချိန်လေးကြာရောဦးစင်လေးကိုထမင်းတလုံးတစ်ခွက်တောင်မတိုက်ရှင်ကြဘူး ားလုံးပဲမင်္ဂလာပါမွေး channel ကကျူဆွလိုက်ပါတယ်မိုးဒီနေ့တက်ဆက်ပြခြင်းတဲ့ video လေးကတော့အရောက်မှအရေးကြီးပြီးတော့ပဟုတ္တရရစီမဲ့ video လေးတစ်ပုဒ်ကိုမျှဝေတက်ဆက်ပေးထားတာပဲဖြစ်ပါတယ် view ရပါဆိုလို့ရှိရင်တော့ဒီဦးစင်းလေးကသူ့ရဲ့ဘဝအကြောင်းကိုရင်ဖွင့်လာပါတော့သူကျမ်းမာရေးတွေကောင်းလို့ချမ်းသာနေချိန်မှာပတ်ဝန်းကျင်မှာရှိတဲ့လူတွေကကုညီဖေးမှပြီးတော့ဝိုင်းလုပ်ပေးခြင်းတဲ့သူတွေအများကြီးပဲပေါ့နော်ကျမ်းမာရေးမကောင်းဘဲနဲ့မွေးတည်သွားတဲ့အချိန်မှာတော့ဒီလူတွေကကိုယ့်ကိုဆုတ်ခွာသွားကြတယ်ပေါ့နော်အရောက်မှလည်းတနာစရာကောင်းတဲ့ပဟုတ္တရလည်းရစီတဲ့ video လေးတစ်ပုဒ်ကိုမျှဝေတက်ဆက်ပေးလိုက်တာ ပဲဖြစ်ပါတယ်။ဒါဆိုရင်တော့ဗီဒီယိုလေးကိုဆက်လေ့ကျရအောင်နော်။ဦးစင်းလေးကမကြမ်းမမာတာ6လကျော်9လဖြစ်နေပြီ။ဦးစင်းလေးရဲ့အဆုတ်မှာအနာဖြစ်နေတယ်။အခုအဆုတ်မှာလည်းအနာဖြစ်နေတယ်။အခုဦးစင်းလေးခါလဲခွဲရမယ်ဆိုတော့ဦးစင်းလေးက တခါမှဥစဉ်လေးမတွေးခဲ့ဘူးငါဟာဒီလိုဦးဒီလိုမကြမ်းမမှဖြစ်လာမယ်အချိန်ကိုဥစဉ်လေးမတွေးခဲ့ဘူးဥစဉ်လေးပတ်စံနေရှားတယ်ပတ်စံနေမဆူမဆောင်ခဲ့ဘူးဥစဉ်လေးထင်ရမြင်ရလောက်တယ်ကျွေးချင်တဲ့လူတွေကျွေးတယ်ပေးချင်တဲ့သူတွေပေးတယ်ကိုကျွေးခဲ့ ပေးခဲ့တဲ့သူတွေနော်သူတွေအခုချိန်မှာဘသူမှကိုကိုပေးလာခြင်း မေးလာခြင်းဆိုတာလည်းမရှိဘူးဥစဉ်လေးလူချင်းလို့ပြောတာမဟုတ်ပါဘူးเนาะဒါအာဥစဉ်လေးတက်ငယ်တဲ့တကာတကာမလေးတွေเนาะဥစဉ်လေးတက်ကြီးတဲ့တကာတကာမတွေဆိုလဲတိတက်အောင်เนาะဥစဉ်လေးဆိုရင်ထန်းနိုင်ငံဘန်ကောက်ကြီးမှာဥစဉ်လေးအနေနဲ့တနာယူအလုတ်လုတ်ရင်တနာယူ3လေးတောင်အနိုင်ဆုံး3000လောက်ရတယ်ဥစဉ်လေးအလုတ်တစ်ခါလုံးငါပတ်စံရှာနိုင်တာပဲဆိုတဲ့စိတ်နဲ့ငါပတ်စံ တနေ့အလုပ်လုပ်လိုက်တာလဲငါအနေနဲ့တနေ့ကိုတောင်းနေရှိပြီးဝင်နေတာပဲဆိုရဲစိတ်နဲ့ဒီနေ့လုပ်လိုက်တဲ့ဟာတများတွေငါပေးလိုက်ကျွေးလိုက်လို့လဲဘာမှဖြစ်မနောက်နေ့ဟာကြာရင်ငါစုလို့ရတယ်ဦးစင်းလေးကသူများကိုကျွေးရပေးရတာကိုဦးစင်းလေးကမှတ်မောတယ်ခုံမင်းတယ်ဟောဦးစင်းလေးပြုံးကနေကြီးကျမကြီးမကောင်းတဲ့ခါကျတော့လူတွေများတိတာတာကိုကျွေးခဲ့တဲ့သူတွေကကိုလက်ကိုပြန်ကြိုက်ကြတယ်ကိုမွေးခဲ့တဲ့သူတွေကကိုကိုပြန်ချောက်တယ် အရာမကျမ်းမာတော့တဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့ဥစဉ်လေးပန်ကောက်မှာအဆုံမှာအနာစဖြစ်လာပြီးမကျမ်းမာတော့တဲ့အချိန်လေးကျတော့ဥစဉ်လေးတွားကျင်နိုင်မတွားနိုင်တော့ဘူးအပေါ်ပါတွားကျင်နေစားကျင်တာကွယ်မစားနိုင်တော့တဲ့အချိန်ကျတော့အထုတ်တွေကူစီကူစီနဲ့ဆွဲထွက်သွားကြတာအရင်တော့ဆိုရင်ဥစဉ်လေးကို ဦးစင်းလေးချိုင်းပုတ်ပူချိုင်းပုတ်ပူဆိုပြီးဦးစင်းလေးနားမှာနေကြထိုင်ကြစားကြတောက်ကြနဲ့နော်အပူပင်နေမရှိဘူးဦးစင်းလေးရပဲအဖေလိုအမေလိုနဲ့သူတို့တွေကိုကျွေးမွေးစောင့်ချောက်ပြီးလှုပ်ပေးခဲ့တယ်ဦးစင်းလေးနေမကောင်းလို့တဲ့အခါလဲကြလဲကြတာလူတွေကတိတာတာပြောင်းလဲသွားကြတယ်ဒါကဦးစင်းလေးကဦးစင်းလေးကိုယ်တိုင်ကြုံတွေ့ရလို့နော်တကာတကာမတွေ ညီငယ်လေးတွေညီမငယ်လေးတွေပေါ့နော်တကာတကာမလေးတွေတကာလေးတွေပေါ့တည်ရအောင်လို့ပြောပြတာကိုကောင်းနေတဲ့အချိန်ကိုကျွေးနိုင်တဲ့အချိန်ကိုဟာကောင်းတယ်ကိုမကျွေးနိုင်တဲ့အချိန်ကိုမပေးနိုင်တဲ့အချိန်ကြရင်ကိုဟာမကောင်းတော့ဘူးကိုနာမှာဘသူမှမနေတော့ဘူးနောက်ပိတ်ဆုံးတော့ဘေးကိုပြန်ရောက်လာလဲဆိုတော့ဦးစင်းလေးရဲ့ဘဝကဦးစင်းလေးရဲ့တော်ရွာ တောင်မော်ဒေသလေးကိုဦးစင်းလေးပြန်ရောက်လာတယ်ဒီတောင်မော်ဒေသလေးကိုပဲဦးစင်းလေးပြန်ရောက်လာတယ်နောက်ပိတ်ဆုံးဦးစင်းလေးနားမှာကြံနေတာဆိုတော့အဖေနဲ့အမေပဲအဖေနဲ့အမေဆိုရင်တော့မအမေပဲပေါ့နော်အဖေဆိုတာကတော့အပြင်လူဆိုတော့အမေဆိုတာကတော့ဦးစင်းလေးကိုတာပလူနေလဲပနာနာလဲမိနှိပ်ပေးရမလားတပါစားခြင်းလဲဆိုပြီးအဖေဆိုတာကတတလာလို့လဲမမေဘူးမမေးတယ်လို့ နော်ဘာစားခြင်းနေလို့လဲမမေဘူးအမေအမေကတာဦးစင်းလေးရဲ့ဘဝမှာ အမေကအရေးကြီးဆုံးလို့ပဲဦးစင်းလေးမြင်တယ်ဦးစင်းလေးမကြမ်းမာတဲ့အချိန်တိုင်းအမေပဲအရေးပြက်ခံချင်းကြိုက်ခံပြီးဦးစင်းလေးနားမှာချိနေပြီးတာအမေပဲအခုဦးစင်းလေးမကြမ်းမာတဲ့အခါကျတော့ဦးစင်းလေးပတ်စံနေ ချေးခဲ့တာတွေရောပေးခဲ့တာတွေရောကျွေးခဲ့တာတွေရောအခုဦးစင်းလေးကိုပြန်မကြမ်းမာတော့တဲ့အချိန်ကျတော့သူတို့ရဲ့စိတ်ထဲမှာဦးစင်းလေးကိုမပေးလဲရပြီလေဒီကောင်ကမကြမ်းမာတော့ဘူးသူထိုင်နိုင်ငံကိုပြန်မလာနိုင်တော့ဘူးသူယောဂါကနော်50 50ပဲဆိုပြီးစိတ်နဲ့ပဲဦးစင်းလေးကိုနာကရီထွက်ခွာသွားကြတာသူတို့ထွက်ခွာသွားတဲ့နေဆုံးက ဦးစင်းလေးနဲ့နှစ်နှစ်ရှိလာပါမြောင်းဆိုဦးစင်းလေးရဲ့လှုပ်စာဦးစင်းလေးကြွေးတာတွေစာဦးစင်းလေးပေးတာတွေဝတ်ကြတဲ့သူတွေကဦးစင်းလေးအလူးလဲခံစားနေရတဲ့အချိန်လဲကြားလဲကြားအောင်အကိုတွေရှိသွားကြတဲ့သူနဲ့အမရှိသွားတဲ့သူနဲ့အမေရှိသွားတဲ့သူနဲ့အရင်တော့ကရွှေမျိုးမရှိဘူးညီကောင်မတော်မှမရှိဘူးဆိုပြီးဦးစင်းလေးကတော့ကျွေးမွေးဆောက်ရှောက်ခေါ်ထားတာ ဦးစင်းလေးမကြမ်းမာတော့တဲ့အချိန်ဒုက္ခပြန်ရောက်လာတဲ့အချိန်လေးကြာရောရွှေမျိုးတွေပေါ်လာကြတယ်ဒါကဦးစင်းလေးကဦးစင်းလေးကိုယ်တိုင်ကြုံတွေ့ရရလို့เนาะဒါတဘာဝဖြစ်တဲ့ဖြစ်လေဖြစ်စားရှိရာလေးကိုဦးစင်းလေးပြောပြပေးတာကိုကျွေးရမှာပေးရမှာဘာတူလဲအရေးကြီးဆုံးကကိုမိဘနှစ်ပါးပြီးကြရင်ကိုလှူရမှာတန်းရမှာ ရေစက်ချလှူမယ်တမ်းမယ်ဖရာသာသနာကိုပဲကိုလှူရတမ်းရမှာအဲ့ဒီလူတွေကိုကိုကျွေးမွေးလိုက်လို့အဲ့ဒီလူတွေကစားပြီးတောက်ပြီးတော့ဝါဖြိုးသွားရင်ကိုမကောင်းချောင်ပဲပြောသွားကြတာအကြည့်ပဲဦးစင်းလေးကျွေးမွေးဆောင်ချခွဲတဲ့သူတွေအများကြီးဦးစင်းလေးကူညီပေးခဲ့တဲ့သူတွေအများကြီးဦးစင်းလေးနောက်ပိတ်ဆုံးတော့ဘာဖြစ်လဲဦးစင်းလေးက မကောင်းဘူးဦးစင်းလေးကမာနကြီးတယ်မော်မောက်တယ်စကားပြောတာယဉ်ကြီးတယ်ဆိုတာသူတို့လူပတ်တွေပြည့်သွားတော့ဦးစင်းလေးမှာအရိကုံပုတ်တွေပဲကြံခဲ့တယ်သူတို့ဒုက္ခရောက်နေတဲ့အချိန်သွားစီရလာစီရမရှိနေစီရမရှိတဲ့အချိန်ကျတော့ဦးစင်းလေးကအယံနဲ့စိတ်ကောင်းတယ်ရုပ်လျှော်တဲ့လောက်စိတ်ကလည်းကောင်းတယ်ဒါကြောင့်မို့ဦးစင်းလေးကအောင်မြင်တာဆိုပြီးပြောကြတယ်ဟောသူတို့တွေအတောင်တွေလဲစုံလဲစုံကောဦးစင်းလေးက မကောင်းဦးစင်းလေးရစိတ်တက်မကောင်းတဲ့လူဟုတ်ပါတယ်သူတို့ပြောတဲ့စိတ်တက်မကောင်းတဲ့သူဖြစ်သွားတယ်ဘာကြောင့်လို့ဖြစ်သွားလဲဆိုရင်ဦးစင်းလေးရစိတ်တက်မကောင်းတဲ့သူဖြစ်သွားတာသူတို့လူတွေကိုဦးစင်းလေးရကျွေးမွေးဆောက်ချောက်ခဲ့လို့ဦးစင်းလေးရစိတ်တက်မကောင်းတဲ့သူဖြစ်သွားတာဘာလို့လဲဆိုတော့ဦးစင်းလေးသူတို့တွေကိုမကျွေးမွေးမဆောက်ချောက်ခဲ့ဘူးဆိုရင်ဦးစင်းလေးရစိတ်တက်ကောင်းတဲ့လူစိတ်ထားကောင်းတဲ့သူဆိုတာဖြစ်လာမှာပဲနော်ဒါကြောင့်မလို့ အရေးကြီးဆုံးကကိုယ့်ရဲ့ချွေးနေစာကိုယ့်ရဲ့လှုပ်အားကကကိုမိဘနှစ်ပါးကနော်နှစ်ပါးကိုပဲကျွေးမွေးဆောင်ရှောက်ကြပါဒီဒစိမ့်လေးကိုကျွေးတတ်လို့မွေးလိုက်လို့အယောက်တရာမှာကိုပေါ်ပြန်ကောင်းလာတဲ့လူတယောက်ဆိုတာခက်ချာချာပါဦးစင်းလေးကျွေးမွေးဆောင်ရှောက်ခဲ့တာရာတဲ့ချီထောင်တဲ့ချီဦးစင်းလေးမကြမ်းမာတော့တဲ့အချိန်မှာဘသူမှ ဦးစင်းလေးကိုထမင်းတလုတ်ကြီးတစ်ခွက်တောင်မတိုက်ရှင်ကြဘူးဦးစင်းလေးတန်ဖိုးရှိတဲ့ပစ္စည်းတွေလည်းဦးစင်းလေးပေးတယ်စုံကျဲခဲ့တယ်ဦးစင်းလေးမတည့်ကျင်တော့ဘူးဘာကိုမှလည်းမမတ်မောတော့ဘူးဦးစင်းလေးအသက်တောင်မနှဲရှူနေရတဲ့အချိန်မှာဟောဦးစင်းလေးကိုအရင်တော့ဆိုရင်ဦးစင်းလေးကကိုစားမဲ့ပကံအာအစကိုစားပြီးသား ပကံအစပြင်ဆင်ပေးတဲ့စေကြောပေးတဲ့သူတွေကဥစဉ်လေးပတ်ဆက်မချနိုင်တော့ဘူးမကြွေးနိုင်တော့ဘူးသူတို့မပေးနိုင်တော့ဘူးဆိုတော့ဥစဉ်လေးကိုထမင်းကိုခူးစားရတယ်ပွားကိုရောက်တယ်ပေါ့နော်ဒါကြောင့်မလို့ဥစဉ်လေးတရားတွေလည်းရပြီပေါ့နော်ဥစဉ်လေးကတကယ်၍ကံကောင်းခဲ့လို့ဥစဉ်လေးကျမ်းမကြီးပြန်ကောင်းခဲ့တယ်ဆိုရင်လည်းဥစဉ်လေးနောက်နာကိုလူတွေကိုလူတိုင်းလူတိုင်းကိုတော့မပြောလို့ပါဘူး ကိုကောင်းရင်သူကောင်းရင်ကိုကောင်းမယ်နော်ဒီစိတ်ပဲရှိတော့တယ်အရင်တော့ကလို့သူများဝမ်းနေစရာပြောလိုက်ဝမ်းနေတတ်တဲ့ဥစဉ်လေးသူများငိုစရာပြောရင်လိုက်ငိုတတ်တဲ့ဥစဉ်လေးရအခုတော့စိတ်တက်လေးတွေလည်းနည်းနည်းရင်ရင်ကျက်လာလဲအရာရာလဲလူတွေကပဲဥစဉ်လေးကိုပေးသွားကြတာလေဒါကြောင့်မလို့ဥစဉ်လေးပြောချင်တာကဥစဉ်လေးအခု မကြမ်းမတ်မာတဲ့အချိန်မှာဦးစင်းလေးတာမိုတီတာလေးကိုပြန်ရောက်လာတယ်အာဦးစင်းလေးကအခုကတော့ပေါ့နော်ဦးစင်းလေးတို့ရဲ့ကြောင်ကတော့တောထဲမှာပေါ့တောထဲမှာဦးစင်းလေးတို့ရဲ့ကြောင်ကတောထဲမှာဦးစင်းလေးကအဆုတ်ကတော့ ပေါ့အစုပ်ကတော့ဆေးရုံတက်ထားတော့ဆေးတောက်နေရတယ်ဆေးထူးနေရတယ်နင်းနေတော့တက်တာလာတယ်ပေါ့ခါတော့လုံးဝမတက်တာဘူးဦးစင်းလေးခါကြတော့အဲ့ရထိုင်မထနိုင်မထိုင်နိုင်ပေါ့ညဘက်ဆိုမအိတ်နိုင်တာကြာပြီအဲ့ဒါကြောင့်မလို့ဦးစင်းလေးတို့ဟိုဦးစင်းလေးကိုပေါ့နော်လိုင်းပေါ်ကနေတကာတကာမတွေလူချင်းနဲ့ဦးစင်းလေးကိုဝှထုတွေကတ်ရှင်နေဆိုတဲ့တကာတကာမတွေပေါ့နော်ဦးစင်းလေးက ဖုံးကအချိန်ကြီးမတုံးရဘူးပေါ့နော်ဥစဉ်လေးကဖုံးရတာတပတ်လောက်မှတစ်ခါလေးကြီးနိုင်တာကျမ်းမရေကောင်းမှကြီးနိုင်တာဆိုတော့အဲ့လိုမကြီးအားတာတွေပေါ့နော်ဥစဉ်လေးကဖုံးတဲ့ပတ်လည်းမရှိဘူးဥစဉ်လေးကအခုကြောင်းနိုင်ကြီးက wifi လွှင့်တဲ့အချိန်မှာဥစဉ်လေးကအဲ့ဒါတော့မှကိုကျမ်းမရေကောင်းမှကိုတက်တာမှဒီဖုံးကိုကြီးရတာအခုဥစဉ်လေးက ျမ်းမာရေးကအဲအဆုတ်ကတော့နည်းနည်းတတ်တာနေပြီဆိုပဲပြောရမှာပေါ့ခါတော့ဦးစင်လေးခါတော့လုံးဝမတတ်တာဘူးလမ်းမချောက်အိတ်မချောက်နိုင်ဘူးအထိုင်ထားမလုံနိုင်ဘူးအဲ့လိုပေါ့အဲ့ရထားရင်လည်းအဲ့လိုအခက်ခဲတွေရှိရပေါ့အခုအဆုတ်ကိုအဆုတ်ပြောက်သွားရင်တော့ဒီခါကိုကုဖို့ပေါ့နော်ဦးစင်လေးကူမယ်ပေါ့ဥစင်းလေးတို့ကလည်းစိတ်ကူရတာလေဥစင်းလေးတို့ရွာကတောကြတော့တောထဲမှာဆိုတော့ ေးရုံစေးကန်းနေဝေးလာဝေးတော့သွားရလာတာအခက်ခဲဖြစ်တယ်ဥစဉ်လေးရဆိုင်ကယ်ကြတော့လည်းမစီးနိုင်ဘူးကားကြတော့လည်းဥစဉ်လေးတို့ဘက်မှာကားတွေပါရခြားပါတယ်ဒါကြောင့်မို့လို့တချို့ဆိုရင်ဥစဉ်လေးကိုပေါ့နော်ဒီစေးကူပေးခြင်းနဲ့တကာတကာမတွေဥစဉ်လေးကြီးကြီးတင်ပါတယ်အာဥစဉ်လေးဖုန်းနံပါတ်ကိုလိုချင်နေဆိုရင်တော့နောက်နေ့ကျရင်ဥစဉ်လေးတက္ကမကြီးရဲ့ဖုန်းနံပါတ်ပေးမယ်ပေါ့နော်ဥစဉ်လေးကတော့ဖုန်းမကင်ဘူး ုံမကင်တော့ဥစဉ်လေးမှာဖုံးတဲ့ဘက်မရှိဘူးဥစဉ်လေးကဖုံးလည်းမကင်နိုင်ကို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 လည်းအနိုင်နိုင်ဖြစ်နေတော့ ဟုတ်ကဲ့ပါမျိုးတို့ရေမွေးဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုနှမဆိုလို့ရှင်တော့အရန်ဟိုမှာလဲတာဝန်ကရဖို့ကောင်းတယ်ဘုသူရတင်ငန်းစာရေးလဲရတယ်ပေါ့နော်ဒီဥစည်းလေးပြောတော့တာတကယ်အမှန်တရားတွေပေါ့နော်ကြည်တယ်မျိုးတွေလဲဘုသူရတင်ငန်းစာရအောင်လို့ပြက်လဲညှောက်လိုက်တာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့အတွေ့အကြုံနဲ့ထင်မြင်စကြံကလေးတွေကိုဗီဒီယိုလေးရဲ့အမကွန်မန့်လေးရေးပြီးလို့ရပါရဲ့ရှင့်နောက်ထပ်လဲမိုးဆက်လီတဲ့နေ့ဟာတာဗီဒီယိုဒီဘုသူရရဲ့စာဗီဒီယိုလေးတွေကိုနေ့စဉ်လိုက်တက်ဆက်ပြသမှာမို့မွေး channel လေးကို like subscribe နဲ့တောက်ဖို့တောက်စပါရဲ့ရှင့်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်တဒါ